ကိုရီးယားနိုင်ငံဆိုးမျိုးကြီးကတော့အပေါ်ရန်ကကြည့်ရင်တက်ဝင်လှုပ်ရှားနေပြီမေတကယ်တမ်းကြတော့အချိန်ကြိုက်ဘုံတွေပြည့်နှက်နေတဲ့မျိုးကြီးတွေမျိုးပါဒီဘုံတွေကမူဂျိုချောင်းတွေရေကစားကွင်းတွေနဲ့လူအပြည့်ရှိနေတဲ့အာကစားကွင်းကြီးလိုမျိုးဘေးကင်းရမယ်ထင်တဲ့နေရာတွေမှာထောင်ထားတာပါအထူးသဖြင့်ပြိတ်သက်တွေပြည့်နှက်နေပြီးတော့ဘောလုံးပွဲကြီးတစ်ခုအတွက်စိတ်လှုပ်ရှားနေကြတဲ့အာကစားကွင်းကြီးတစ်ခုအကြောင်းကိုပြောရမှာပါပရိသတ်တွေကအော်ဟစ်အားပေးနေကြပြီမေသူတို့ရဲ့အောက်တဲ့ထဲမှာအကျန်းဖက်သမားတယောက်ကအတန်နဲ့ကွဲစီနိုင်တဲ့ဘုံတလုံးထောင်ထားရဲဆိုတာလုံးဝမသိကြပါဘူး ဒီအခြေအနေရဲ့အစိုးရဆုံးအချက်ကတော့ဒီဘုံကအတန်ကိုအာယုံခံပြီးတော့အလုပ်လုပ်တာပါပဲအမာခံပရိသတ်တွေအပြည့်ရှိနေတယ်ကွင်းထဲမှာစူညံသံက100ဒက်စီဘယ်ကျော်သွားတာနဲ့ဘုံရဲ့အချိန်ကိုင်းစနစ်ကစပြီးတော့လေပတ်တော့မှာပါပရိသတ်တွေအတန်ပူကျဲလေးလေးဘုံကွဲဖို့ရေတွက်တဲ့အချိန်ကလည်းပို့ပြီးတော့မြ мян ကုံဆုံးလေးလေးပါပဲဒီအကြမ်းဖက်မှုကြီးတစ်ခုလုံးကရေတပ်ဘူကြီးဟောင်းဒိုယောင်းဆိုတဲ့သူတယောက်တည်းကိုပြစ်မှတ်ထားပြီးလှုပ်ဆောင်တာပါဒါကသူ့ရဲ့အတိတ်ကအမှားတွေအတွက်လက်စားချေမှုတစ်ခုဖြစ်နေပါတယ် လွန်ခဲ့တဲ့ရက်အနည်းငယ်ကဒိုယောင်းတယောက်မစ်ရှင်တစ်ခုကနေအိမ်ပြန်လာတဲ့လမ်းမှာထူးဆန်းတဲ့အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ကြောက်စရာကောင်းတဲ့အတန်ပိုင်ရှင်ကဘုံနှလုံးထောင်ထားကြောင်းတစ်လုံးကမူဂျိုးကျောင်းမှာဖြစ်ပြီးတော့နောက်တစ်လုံးကတော့ဒိုယောင်းရဲ့အဖွဲသားတယောက်ရဲ့အိမ်မှာဖြစ်ကြောင်းပြောလာပါတယ်။ဒိုယောင်းကတော့ဒါကနောက်ပြောင်ကြည်စင်မှုတစ်ခုပဲလို့ထင်ပြီးတော့လစ်လူရှူလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဒိုယောင်းရဲ့အဖွဲသားစီကိုပါဆယ်တုပ်တစ်ထုပ်ရောက်လာပြီးတော့ဖြွင့်ကြည့်လိုက်တဲ့အခါမှာချိန်ကိုက်ဆက်ပါတဲ့ဘုံတစ်လုံးကိုတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ဒီဘုံကထူးဆန်းတဲ့စနက်တံပါရှိပြီးတော့ရုတ်တရက်ပေါင်းအိုးတစ်လုံးကထွက်လာတဲ့အတန်ကြောင့်ဘုံကစတင်ပြီးအလုံးလုံးပါတော့တယ်ဘုံရဲ့အချိန်ကိုင်းစနစ်ကချက်ချင်းဆိုသလိုတဝက်တီတီရောကြသွားပြီးတော့တခြားစုညံတန်တွေဇက်တိုက်ထွက်ပေါ်လာတာနဲ့အများအချိန်ကုံဆုံးမှုကလည်းအယမ်းမြန်ဆန်လာပြီးတနာစရာကောင်းတယ်အဖွဲသားခမဘာဖြစ်မှန်းတောင်စဉ်းစားလိုက်မိခင်မှာပဲတေဆုံးသွားရပါပြီတို့ရောင်းတရောင်း TV မှာဒီတရင်ကိုမြင်လိုက်ရတော့မှဒါကနောက်ပြောင်မှုတစ်ခုမျိုးပဲနဲ့တကယ့်အကြမ်းဖက်တိုက်ခိုက်မှုကြီးဆိုတာသဘောပေါက်လိုက်ပါလေ။ လျှို့ဝှက်စမ်းကြတယ်အတန်ပိုင်ရှင်ကဖုန်းထက်ခေါ်လာပြီးတော့ဘောလုံးကွင်းထဲမှာအခုဘုံတလုံးရှိနေကြောင်းနဲ့ရှာဖွေဖို့တနာရီပဲအချိန်ရကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့အခက်အခဲတစ်ခုကတော့ရှိပါတယ်အဲ့ဒါကဒိုရောင်းအနေနဲ့စစ်ကူခေါ်လိုက်မယ်ဆိုရင်အကျန်းဖက်သမားကဘုံကိုအဝေးကနေဖောက်ခွဲပြစ်မှာပါဒါကြောင့်ဒိုရောင်းတယောက်ရင်တွေတဒိတ်ဒိတ်ခုန်ပြီးတော့ဘောလုံးကွင်းစီကိုပြေးရပါတော့တယ်အဲ့ဒီအချိန်မှာပွဲကလည်းအချိန်ကောင်းနေပါပြီပွဲကြီးစဉ်တွေမှာလူတွေပြည့်နေပြီးတော့ဘုံသာကွဲသွားခဲ့ရင်တကယ်ကိုကတ်ဆိုးကြီးတစ်ခုဖြစ်သွားမှာပါ ဲ့နောက်မှာအကျန်းဖက်သမားကဖုန်းထက်ဆက်ပြီးတော့ကွေးရဲ့တစ်ဖက်ချမ်းမှာရှိတဲ့ VIP ခန်းကအတန်တိုင်းကိရိယာကိုပြသပါတယ်။အဲ့ဒီအခန်းထဲကအတန်ကတရားဒက်စီပဲကြော်သွားရင်ဘုံကွဲမဲ့အချိန်ကတဝက်တိတိရောကျသွားမှာဖြစ်ပြီးတော့ဒိုးရောင်းတရောင်းအချိန်မရှိတော့ပါဘူး။ပွဲကလည်းကစားနေစေမလို့အမြန်လှုပ်ရှားမှဖြစ်မယ်ဆိုတာသိတဲ့ဒိုးရောင်းတရောင်း VIP ခန်းစီကိုအပြေးသွားပါတော့တယ်။သွားရင်လည်းလမ်းမှာဒေအိုလို့ခေါ်တဲ့ဘောလုံးပရိသတ်တရောင်းနဲ့မတော်တဆဝင်တိုက်လိုက်မိပါတယ်။တကယ်တော့ဒေအိုကလည်းတရေတော့တယောက်ပါ။ ဒါကြောင့်ဒဲအိုကသတင်းထဲမှာပါတဲ့ဒိုယောင်းကိုမှတ်မိနေပြီးတော့ဒိုယောင်းဖုံးပြောနေတဲ့ဘုံအကြောင်းကိုကြားသွားပါတယ်။လမ်းဖြန်သွားပြီမေ။ကူညီချင်းစိတ်ရှိတဲ့ဒဲအိုကအကြံတစ်ခုထုတ်လိုက်ပါတယ်။ဘောလုံးကွင်းကိုသူ့သားလဲပါလာတာကြောင့်မကူညီလို့ကလည်းမရပါဘူး။ဒိုယောင်းကပွဲကိုကြံ့ကြအောင်တနည်းနည်းနဲ့လှုပ်ပေးဖို့တောင်းဆိုလိုက်တဲ့အချိန်မှာတော့ဒဲအိုတယောက်မျက်နှာကိုအဝတ်နဲ့အုပ်ရင်းကွင်းထဲကိုပြေးဝင်သွားပြီးတော့ပင်နယ်ဒီကန်ကန်ကြီးဘောလုံးကိုဝင်လူလိုက်ပါတယ်။ ဘောလုံးပွဲကတိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်တဲ့အတွက်ဒေအိုရဲ့မိန်းမကလည်းဒီမြင်ဝင်းကိုမြင်သွားပြီးတော့မျက်နှာမပေါ်ခင်ကတော့ဗလိမ့်နေခဲ့ပြီးမြဲသူ့ယောက်ျားမှန်းတိသွားတဲ့အခါမှာတော့လုဖော်ကင်ဘက်တေချားထဲမှာအရှက်လွန်ပြီးတော့ TV ကိုပိတ်ချလိုက်ပါတယ်။အဲ့ဒီအချိန်ဒိုယောင်ကတော့ဘုံကိုရှာဖို့အသေးအံပြေးလွှားနေတော့မှာလုံချုံကြီးတွေကကွင်းထဲကိုပြေးဝင်လာပြီးတော့ဒေအိုကိုဆွဲထုတ်သွားတာကြောင့်ပွဲကပြန်ဆပါတော့တယ်။ဘောလုံးကွင်းထဲမှာတော့ပနယ်တီသွင်းလိုက်နိုင်တဲ့အတွက်ပရိသတ်ဝိုင်းအားပေးကြတဲ့အခါမှာအတန်က100ဒက်စီဘယ်ကိုကျော်သွားတာကြောင့်အချိန်ကတဝက်နီးနီးရောကျသွားပါတယ်။ နောက်ဆုံးကန်ကောင်းထောက်မစွာနဲ့ပဲဒိုရောင်းတယောက်၅ခန်းတခုထဲမှာဟွက်ထားတဲ့ဘုံကိုရှာတွေ့သွားပါလေ။ဒါပေမဲ့အခန်းရှိမှာမိမတယောက်သူ့ကလေးပျောက်သွားတာကြောင့်អော်ဟစ်နေတဲ့အတွက်အချိန်ကပူပူရော့လာပြီးတော့စက္ကန့်ပိုင်းလိုမှာပဲကလေးတယောက်ကဘုံရှိတဲ့အခန်းထဲကိုဘာမှမသိပဲဝင်လာပါလေ။အမေးလိုလှမ်းလိုက်တဲ့အချိန်မှာပဲဒိုရောင်းကကလေးရှိကနေဝင်ကားလိုက်ပြီးတော့ကလေးကိုကာဝယ်ပေးလိုက်တဲ့အချိန်မှာပဲအခန်းတစ်ခုလုံးပောက်ကွဲသွားပြီးတော့မြင်တွေ့နေရတဲ့သူတိုင်းတုန်လှုပ်သွားကြပါလေ။ ပရိသတ်တွေလမ်းဖြန့်ကုန်ပြီးတော့ဒိုယောင်းကလည်းကလေးကိုကာကွယ်နိုင်ခဲ့ပေမဲ့ပောက်ကွဲမှုကြောင့်လူအများအပြားထဏ်ရရသွားကြပါတယ်။အကြမ်းဖက်သမားကဖုန်းထပ်ဆက်ပြီးတော့ဒါကအစပြိုးခြင်းသွေးပူလေးကျင်ကလောက်ပဲရှိတယ်ဆိုပြီးတော့မောက်မာစွာပြောဆိုလိုက်ပါတယ်။ပြီးတော့ DAU ကနောက်ထပ်ဘုံနှလုံးရှိတဲ့နေရာကိုညွှန်ပြတဲ့တဲလုံစာပုံတစ်ပုံကိုပို့လိုက်ပါတယ်။တစ်ခုကကစားကွင်းဖြစ်ပြီးတော့နောက်တစ်ခုကရေကူးကန်မှာအခုတော့ဒိုယောင်းတယောက်အကြက်ရိုက်နေပါပြီ။ရှင်းရမယ့်ဘုံကနှလုံး၊သူကတယောက်ထဲပါ။အကြီးကျယ်စဉ်းစားပြီးတဲ့နောက်မှာသူကရေကူးကန်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ဘုံရှင်လင်းရေးကျွမ်းကျင်သူဖြစ်တဲ့သူဇနီးကမူရိုကျောင်းမှာရှိတဲ့ဘုံကိုရှင်းဖို့ရောက်လာလို့ပါဇနီးဖြစ်သူလုံနိုင်မယ်ဆိုတာကြုံကြည်ထားတာပါအဲ့ဒီချိန်ဒဲအိုရောက်လာပြန်ပါတယ်ကုညီတတ်တဲ့ဘောလုံးပရိသတ်ပြီးပြီးဒိုယောင်းအမြန်သွားနိုင်အောင်သူ့ကားကိုပေးပါတယ်ဆိုးမျိုးရဲ့ကားလမ်းပိတ်ဆို့မှုကဆိုးရွားလွန်းလာကြောင်းဒိုယောင်းတယောက်ကားမောင်းဆွမ်းရည်ကိုထုတ်တုံးရပါတော့တယ်ကားကြီးတွေကိုကြော်တက်လမ်းဘေးပလက်ဖောင်းတွေကိုမောင်းတက်ပြီးတော့စက္ကန့်ပိုင်းလေးတောင်အဖိုးတန်တဲ့အတွက်အလုံးနဲ့နံပါတ်များကိုလုံးရပါတော့တယ် တခြားကားတွေကိုရှောင်းတင်းရင်းနဲ့ရေကစားကွင်းကိုဖုန်းလမ်းဆက်ပြီးတော့လူတွေကိုပိတ်ထားဖို့ရှင်းလင်းရေးလုပ်ဖို့ပြောလိုက်ပါတယ်။ရေကစားကွင်းကိုရောက်ရောက်ချင်းမှာပဲအကျန်းဖက်သမားကသတင်းစိုးတစ်ခုကိုထပ်ပြောပြပါတယ်။အဲ့ဒါကတော့သူကဒိုရောင်းရဲ့သမီးကိုပြန်ပြီးဆွဲထားတာပါ။အဲ့တော့မှဒိုရောင်းသဘောပေါက်သွားတာကတကယ့်ရဲ့ပြစ်မှတ်ကသူလားဆိုတာပါပဲ။ဒါကသူ့ကိုနှိပ်စက်ဖို့ဖန်တီးထားတဲ့ပုပ်ကိုရေကစားပွဲတစ်ခုပါ။ထောင်ချောက်ထဲကိုဝင်းနေမှန်းသိပေမဲ့ဒိုရောင်းတယောက်ဘုံကိုအရင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရေကန်ထဲကိုငုံဆင်းသွားပြီးတော့ရေစင်းပိုင်လိုင်းစနစ်ထဲမှာဘုံကိုရှာတွေ့သွားပါတယ်။သူကဝါယာကြိုးတွေကိုကင်တွဲပြီးတော့ဖြုတ်ဖို့ကြိုးစားပြီးမြင်ရတာထပ်ပို့ပြီးတော့ရှုပ်ထွေးနေပါတယ်။ဘုံမှာတက်ထားတဲ့စခရင်ပေါ်မှာဒိုးရောင်းရဲတေဆုံသွားတယ်အဖွဲသားတွေရဲ့ပုံကိုပြသထားပါတယ်။အဲ့ဒီအချိန်မှာပဲရေကစားကွင်းဝန်ထမ်းတယောက်စီပိုင်ရှင်အမိခံပြီးတော့ဖုန်းတူတစ်ခုဝင်လာပါတယ်။အချိန်နေအေးဆေးသွားပြီးမို့လို့ပန်းချံကိုပြန်ဖွင့်ပေးလိုက်ဖို့ပြောပါတယ်။တနားစရာဝန်ထမ်းကခေါ်လိုက်တာနဲ့လူတွေကအလုံးအရင်ရေကန်ထဲကိုပြန်ဝင်လာကြပြီးတော့ဒါကဘုံရဲ့အချိန်ကိုက်ဆက်ကိုပို့ပြီးမြန်သွားစေပါတယ်။ အခုဆိုရင်ရေကန်ထဲမှာလူတွေပြည့်နေပါပြီဒိုယောင်းကတော်တော်လေးကိုအန်ရည်များတဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းပဲချလိုက်ပါတယ်ဘုံပေါက်ကွဲမှုကိုကာကွယ်ဖို့အတွက်သူ့ခန္ဓာကိုယ်နဲ့ဘုံကိုအုံမိုးလိုက်ပါတယ်အချိန်ကဆိတ်သွားပါပြီဒါပေမဲ့ဘုံကမပေါက်ပါဘူးဘသူမှမထိခိုက်သလိုဒိုယောင်းကလည်းအသက်ရှင်နေပါတယ်မူဂျိုအကြောင်းဘက်မှာတော့ဒိုယောင်းရဲ့ဇနီးကဘုံကိုဖြုတ်ဖို့အချိန်လုံးလုံးလောက်ရနေပြီးတော့나이ဝတ်တောင်လိုပါသေးတယ်ဒါပေမဲ့ဆက်စုတဲ့အဖိုးကြီးတယောက်ကအနာကပရင်ပေါက်ဟောင်းကြီးကိုအတင်းဖွှင့်ဖို့ကြိုးစားနေပါတယ် အဲ့ဒီကထွက်လာတယ်တကြီးကြီးတန်ကြောင့်အချိန်ကိုက်ဆက်ကထိုးဆင်းသွားပြီးတော့အချိန်တွေကဆိုးဝါးလာပါတယ်ဒါပေမဲ့နောက်ထပ်ဒီဘုံကလည်းအတူကြီးဖြစ်နေပြန်ပါတယ်ဘုံမှာတက်ထားတဲ့ဖုန်းဆက်ခရင်မှာဒိုယောင်းရဲ့သမီးလေးပြန်ပြီးဆွဲခန့်ထားရတဲ့ပုံပေါ်လာပါတယ်အဲ့ဒီချိန်မှာပဲဒိုယောင်းသူဇနီးနဲ့အကျန်းဖက်သမားတို့ရဲ့ဖုန်းသုံးလုံးကချိတ်ဆက်မိသွားပါပြီအကျန်းဖက်သမားကဒိုယောင်းရဲ့ဇနီးအောက်တဲ့တဲ့မှာတကယ်ဘုံအစ်စ်ကိုမြှုပ်ထားပြီးတော့သူမတလက်မလောက်လှုပ်လိုက်တာနဲ့သမီးဖြစ်သူဒုက္ခရောက်မယ်ဆိုပြီးတော့ပြောလာပါတယ် အကြံဖက်သမားကဒိုယောင်းကိုဇနီးနဲ့တမီဘသူကိုရွေးနိုင်မလဲဆိုတဲ့အခက်ခဲဆုံးမေးခွန်းကိုမေးပါတော့တယ်။မိဘတိုင်းလိုပဲဒိုယောင်းရဲ့ဇနီးကမလှုပ်ဖဲနေပြီးတော့တမီအတွက်ကိုကုတ်ကိုဇဒေးဖို့ရွေးချယ်လိုက်ပါတော့တယ်။သူမအကာအကွယ်ဝတ်စုံကိုဝတ်ထားပေမဲ့ပောက်ကွဲမှုကြောင့်လွန့်ထွက်သွားပြီးတော့ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါပြီ။ဒိုယောင်းတယောက်ဘာမှမတက်နိုင်တော့ဘဲနဲ့ဒီမြင်ဝင်းကိုကြည့်နေခဲ့ရပါတယ်။တစ်ဖက်မှာတော့ဒေအိုကဒိုယောင်းရဲ့တမီကိုပြန်ပြီးဆွဲထားတဲ့ဘင်ကားကိုတွေ့သွားပါတော့တယ်။ဒိုယောင်းကကားနောက်ကိုအပြေးလိုက်သွားပြီးတော့နောက်ထပ်ဘုံတစ်လုံးရှိမယ်ဆိုပြီးခံမှန်းလိုက်ပါတယ်။သူထင်တာမှန်နေပေမဲ့နောက်ကျသွားပါပြီ။ ကားကပေါက်ခွဲသွားပါလေကံကောင်းစွာနဲ့ဒေအိုကတော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့ဘင်ကားနောက်ကိုစစ်ကြည့်လိုက်တဲ့ခါမှာတော့သူတို့အလိန်ခံရပြန်ပြီဆိုတာသိလိုက်ပါတယ်ဒိုရောင်းရဲ့တမီးကကားထဲမှာမရှိပါဘူးထဲအွန်းလို့ခေါ်တဲ့လူတစ်ယောက်ကဒီကိစ္စမှာပါဝင်ပတ်သက်နေတယ်လို့တန်လျာရှိစရာတဲလွန်စာရပြီးတဲ့နောက်မှာသူတို့မယောက်ကထဲအွန်းစီကိုလိုက်သွားပါတယ်ဒိုရောင်းကသူ့အဖွဲ့သားဟောင်းနေရဲ့အကူကြီးနဲ့ထဲအွန်းပုန်းခိုတဲ့နေရာကိုရှာတွေ့သွားပါတယ်အထဲမှာအတန်းစင်စာမိုင်းတွေရဲ့ပုံစံဒီဇိုင်းတွေနဲ့တိုက်ခိုက်ခံရတဲ့နေရာတွေကိုမှတ်သားထားတဲ့မြေပုံကိုတွေ့လိုက်ရပါတယ် ဒါတွေအားလုံးကကြောက်မက်ဖွယ်ရာအဖြစ်တစ်ခုစီကိုဥတည်နေတာပါအကြံဖက်သမားကဒိုးရောင်းရဲ့အဖွဲသားဟောင်းကလွဲပြီးတော့တခြားသူမဖြစ်နိုင်ပါဘူးပြောရင်းဆိုရင်းနဲ့ပဲတက်ဆိုးရှည်ဦးမဲ့ဒေဝန်တယောက်ရုတ်တရက်ပေါ်လာပါတယ်သူကဆရာဝေယောင်ဆောင်ပြီးတော့ဒိုးရောင်းရဲ့ဇနီးကိုဆေးရုံကနေပြန်ပေးဆွဲဖို့လုပ်နေတာပါသူမအခန်းကိုဝင်သွားပြီးတော့လုံကြုံရေးကိုအမြန်ပဲတိုက်ခိုက်လိုက်ပါတယ်လုံကြုံရေးကပြန်ချပြီးမယ်လူဆိုးကိုတော့မရှင်နိုင်ပါဘူးလက်သေးချက်ခြေကန်းချက်အနေငယ်နဲ့တင်လုံကြုံရေးကမေ့လေသွားပါပြီအဲ့နော် ထေဝန်းကသူ့တငယ်ချင်းဟောင်းဒိုယောင်းကိုဖုန်းခေါ်ပြီးတော့သူကသာဒီကိစ္စတွေရဲ့နောက်ွယ်ကကြိုးကင်သူဖြစ်ကြောင်းပေါ့ပေါ့ပါပါပြောခဲ့ပါတယ်ဒိုယောင်းကဘာလို့ဒီလိုယူသွတ်တာတွေလုပ်ရတာလဲဆိုပြီးတော့မေးတော့ထေဝန်းကဒါကလက်စားချေတာဆိုပြီးတော့ပြောပြပါတယ်ဒိုယောင်းအနေနဲ့ခံသင့်တာခံရတာပဲဆိုပြီးတော့ပြောပြီးဖုန်းချပြီးတော့ဒိုယောင်းရဲ့ဇနီးကိုဓာတ်လေကားထဲကိုထည့်ပြီးထွက်ပြေးပါတော့တယ်ကန်တရားစီမံရလို့ပဲဆိုရမလားအေဂျင့်ရောင်ဟန်ကအဲ့နာကဖြတ်သွားရင်းနဲ့အထက်လူကြီးတွေကရင်းငုတ်သိမ်းမောဖြစ်ရဆိုးအတွက်ဒိုယောင်းပေါ်အပြစ်ပုံချဖို့ပြောနေတာကိုကြားလိုက်ရပါတယ ူတို့ကထဲဝန်းကိုဖန်ဝန်းထုတ်ထတာပါ။ရောင်ဟန်ကဒိုယောင်းဇနီးရဲ့ဆေးရုံအခန်းထဲကိုပြေးဝင်သွားပေမဲ့အခန်းကလွတ်နေပါပြီ။သူကသူ့ရဲ့လက်အောက်ငယ်သားတွေကိုဖုန်းခေါ်လိုက်တော့တိုက်တိုက်ဆိုင်ဆိုင်ပဲထဲဝန်းနဲ့ဓက်လီကားမှာအတူဆီးမိနေတာဖြစ်ပါတယ်။သူ့ကိုရိပ်မိသွားပြီဆိုတာတိလိုက်တဲ့ထဲဝန်းကစပြီးတော့တိုက်ခိုက်ပါတော့တယ်။လက်အောက်ငယ်သားကလည်းသူ့ရဲ့တိုက်ခိုက်ဆွမ်းရည်ကိုမရှင်းနိုင်မင်းနဲ့အမြန်ပဲမိလေသွားပါတယ်။ကားမောင်းနေတဲ့ဒိုယောင်းစီကိုထဲဝန်းကဖုန်းဆက်လာပြီးတော့မဖြစ်နိုင်တဲ့ရွေးချယ်မှုတစ်ခုကိုလုတ်ခိုင်းပြန်ပါတယ်။ သူဇနီးနဲ့သမီးနှစ်ယောက်စလုံးမှာဘုံးနေတက်ဆင်ထားပြီးမြင်ဇနီးဖြစ်သူကအဲ့ခံပွဲတစ်ခုမှရောက်နေပြီးတော့သမီးကတော့ coffee ဆိုင်မှာရောက်နေတာပါနှစ်ယောက်စလုံးကိုကဲနိုင်ဖို့ကြိုးစားတဲ့အနေနဲ့ဒိုယောင်းကဇနီးစီကိုတွားပြီးတော့ဒဲအိုကိုတော့သမီးစီကိုလွှတ်လိုက်ပါတယ်အဲ့နောက်အေဂျင့်ရောင်ဟန်ကရင်ငုတ်သင်းမောကိစ္စမေးမြန်းဖို့ဒိုယောင်းကိုဖုန်းဆက်ပြီးမြင်ဒိုယောင်းကအရင်ဆုံးကူညီပေးဖို့တောင်းပန်ပြီးနောက်ကျမှအကုန်ရှင်းပြပါမယ်ဆိုပြီးတော့ဂရီပေးလိုက်ပါတယ်အချိန်ကအရေးကြီးနေတာမို့လို့ရောင်ဟန်ကလည်းသဘောတူလိုက်ပါတယ်။ဒေအိုကကော်ဖီဆိုင်ကိုရောက်သွားပြီးအဲ့မှာထဲဝန်းကလည်းစောင့်နေပါတယ်။ ထဲဝန်းကဒေအိုးရဲ့လက်ထဲဘုံတလုံးထိုးထည့်ပြီးတော့ဘလို့တုံးရမယ်ဆိုတာအမြန်တင်ပြလိုက်တဲ့ခါမှာတော့ဒေအိုးခမရကြောက်အားလန့်အားဖြစ်သွားပါတော့တယ်။ကန်ဆိုးကျင်တော့ကော်ဖီဆိုင်ကအယမ်းဆူညံနေတာကြောင့်ဘုံရဲ့အချိန်ကြိုက်ဆက်ကလည်းချက်ချင်းပဲကုန်ဆုံးပါတော့တယ်။ဒေအိုးကအလိုလျောက်ပဲလူတွေကိုကာဝယ်ဖို့ဘုံကိုသူ့ခန္ဓာကိုယ်နဲ့အုပ်လိုက်ပြီးမယ်။ဒါကလည်းနောက်ထပ်ဘုံအတူတူဖြစ်နေပြန်ပါတယ်။အဲ့တော့မတင်ကားစရာကောင်းတဲ့ကောင်မလေးတယောက်ကိုတွေ့ပြီးတော့သွားကြည့်လိုက်တော့ဒူရောင်းရဲ့သမီးဖြစ်နေပြီးတော့ကိုလုံးအနှံဘုံတွေတက်ဆင်ထားတာကိုတွေ့လိုက်ပါတယ်။ဒေဟိုကတာမန်လူတည်င်းသောတယောက်ပဲမို့လို့ဘာလို့ရမှန်းမသိတော့ပါဘူး။ ဧည့်ခံပွဲမှာတော့ဒေဝွန်းကပါတီပွဲတွေကိုဝင်ရောက်စီးနှင်းလိုက်ပါတယ်သူ့ကိုမှလည်းအတန်စင်စားမိုင်းတွေတက်ဆင်ထားပြီးတော့ရှိသမျှလူတွေအကုန်လုံးကတစားကန်ဖြစ်ကြောင်းနဲ့ဒါကတိတ်ဆုံးသွားတဲ့သူ့ရဲ့ဘော်ဒါတွေနဲ့ညီဖြစ်သူအတွက်လက်စားချေခြင်းဖြစ်ကြောင်းကိုကြေညာလိုက်ပါတယ်ရဲတွေကတကားကိုကန်ဖွင့်ပြီးတော့ဝင်လာကြပြီမြေကန်ဆိုးစွာနဲ့ပဲဘုံတွေကွဲပြီးတော့ချက်ချင်းတိတ်ဆုံးကုန်ပါတယ်ဒါဆိုဒေဝွန်းကဘာလို့ဒူရောင်းကိုတလောက်မုန်းနေရတာလဲဇလန်းကမနစ်ကသူတို့ကထေဝွန်းရဲ့ညီအပါအဝင်အဖွဲ့သားတွေနဲ့အတူရေငုပ်သင်းမောပေါ်မှာရှိစဉ်ကစတာပါ တင်းမောပေါ်မှာတော်ပီဒိုတလုံးကိုတင်ဆောင်ထားရင်းနဲ့တောင်းတင်သွားပါတယ်အကူညီတောင်းခဲ့ပေမယ့်ဘသူကမှပြန်မထူးခဲ့ပါဘူးရက်တွေကြာလာတာနဲ့အမျှအောက်ဆီဂျင်နဲ့အစာအစာပြတ်လက်လာပါတယ်တရက်မှာတော့ဌာနချုပ်ကစာတစောင်ရောက်လာပါတယ်ကေဇယ်ရေးအဖွဲ့တွေရောက်ဖို့က15ရက်တောင်ကြာအောင်ပါပါပြဿနာကတင်းမောပေါ်မှာက၄ရက်စာပဲအောက်ဆီဂျင်ကျန်တော့တာပါဒိုရောင်းတယောက်ဒေါသအကြီးကျယ်ထွက်သွားပါတယ်သူ့မှာရွေးချယ်စရာမရှိတော့ပါဘူးဒါကြောင့်ကြံရှိနေတဲ့အဖွဲသားတွေကိုရက်စက်တဲ့အမှန်တရားကိုချပြလိုက်ပါတယ်။နောက်၄ရက်နေရင်အားလုံးရေအောက်မှာပဲတည်ကြမလား။ ဒါမှမဟုတ်မဲနိုင်ပြီးတဝက်ကိုစရေပြီးတော့ကျန်တဲ့တဝက်ကအသက်ရှင်မလားဆိုတာပါပဲ။သူကဆုံးဖြတ်ချက်ကိုကပတင်ရဲ့လက်ကိုအပ်လိုက်ပြီးတော့နောက်ဆုံးမှာတော့အားလုံးကဒန်းတူအခွင့်ရရမယ်မဲနိုင်စနစ်ကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ကောက်ရိုးရှိရတဲ့သူကအသက်ရှင်ပြီးတော့အတူရတဲ့သူကအသေးခံရမှာပါ။ဘသူသေးဘသူရှင်ဆိုတာဆုံးဖြတ်ပိုင်ခွင့်ဘသူမှမရှိဘူးဆိုပြီးတော့ဒေဝန်းကဒီအကြံကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ဒါပေမဲ့အမိန်ကအမိန်ပဲမလို့တယောက်ချင်းစီမဲနိုင်ရပါတယ်။ ပေမဲ့သူတွေကသူတို့ကံကြမ္မာကိုကြေကွဲကလက်ခံလိုက်ပြီးတော့ရှင်ကြံတဲ့သူတွေကတော့ပို့လို့တောင်းဆေးရကြနေပါလေထေဝွန်ကအရှိကိုနှိုက်မိပြီမဲ့သူညီလေးကတော့ကံမကောင်းရှာပါဘူးအတူကိုနှိုက်မိတော့တာပါထေဝွန်ကသူညီနဲ့မဲလဲပေးဖို့ကိုတောင်းမှန်ပေမဲ့ညီဖြစ်သူကလက်မခံပါဘူးအဆုံးဖြတ်အချိန်ကတော့ရောက်လာပါပြီထေဝွန်တယောက်သူညီနဲ့အဖွဲသားတွေအမောင်တူထဲမှာပျောက်ကွယ်သွားတာကိုကြည်ရင်နဲ့နာကျင်စွာအော်ဟစ်နေုံကလွဲပြီးတော့ဘာမှမတတ်နိုင်ခဲ့ပါဘူးလက်ရှိချိန်ကိုပြန်ပြောရရင်တော့ဒေဝွန်ကသူ့ကိုမှတတ်ထားတဲ့ဘုံတွေကဒိုရောင်းရဲ့ဇနီးနဲ့တမီးစီကဘုံတွေနဲ့ချိတ်ဆက်ထားကြောင်ပြောပြပါရတယ် ဘုံတွေကိုဖြုတ်ချင်ရင်သူတို့သုံးယောက်လုံးကိုတနေရာထဲမှာစူးစီးပေးရမှာပါသူတို့ဂျားကအကွာဝေးကဝေးကွာသွားတာနဲ့ဘုံသုံးလုံးကဂိုင်းလူပေါက်ွဲမှာပါအဲ့ခံပွဲခမ်းမကိုချက်ချင်းရှင်းလင်းလိုက်ပြီမဲ့ဒေဝုံးကသူတို့ကိုဆွန့်ပစ်ခဲ့တဲ့အကျင့်ပြက်အရာရှိတွေကိုလှုပ်ပေးဖို့ဆန္ဒမရှိပါဘူးအခန်းအနှံ့တူထောင်ထားတဲ့ဘုံတွေကိုပဲဖောက်ခွဲလိုက်ပါတယ်ခဏအတွင်းမှာပဲခမ်းနားတဲ့ပါတီပွဲကပျက်စီးခြင်းတွေနဲ့ပြည့်နေသွားပါတယ်အလောင်းနေနေရာအနှံ့ပြောင်းကျဲကုန်ပြီးတော့ညီအကိုလိုဖြစ်ခဲ့မှုတဲ့သူတို့နှစ်ယောက်ရဲ့နောက်ဆုံးတိုက်ပွဲကြီးကစတင်ပါပြီအချိန်ဝါးပြီးအပြည့်နဲ့ဒိုယောင်းကအသာစီးရသွားပါတယ် ထဲဝန်းကတွေးကြရပစ္စည်းတွေနဲ့ပြစ်ပေါက်ပေမဲ့အလကားပါပဲ။ဗီလိန်ကတစ်ချက်မှထိအောင်မတိုက်ခိုက်နိုင်ပေမဲ့အခြေအနေကပြောင်းသွားပါတယ်။ထဲဝန်းကဓားထုတ်ပြီးတော့ဒိုယောင်းရဲ့လက်မောင်းကိုထိုးလိုက်ပါတယ်။ဒါပေမဲ့တာမယားပေါ်ထားတဲ့မေတ္တာစိတ်ကြောင့်ဒိုယောင်းကနာကျင်မှုကိုတောင်မခံစားရသလောက်ပါပဲ။သူကဓားကူအမြန်ဆုံးဆုံးသက်ပြီးတော့မိသားစုနဲ့ပြန်ပြီးတွေ့ကျင်နေပါပြီ။ထဲဝန်းကိုအဆုံးသက်ခံနေမှာပဲညီကိုလိုနေခဲ့ဘူးလားကြောင့်မတက်ရက်ဖဲနဲ့တွန်းဆုပ်သွားပါတယ်။ထဲဝန်းကဒီအခွင့်အရေးကိုယူပြီးတော့ဒိုယောင်းကိုတွန်းထုတ်ပြီးတော့အဆုံးသက်တိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအေဂျင့်ရောင်ဟန်ရောက်လာပြီးတော့ ဒိုယောင်းကိုကဲတင်ပြီးထဲဝန်းကိုအပီးတိုင်နှိမ်နှင်းလိုက်ပါတော့တယ်။အာလုံရှင်းသွားတဲ့ခါမှာဒိုယောင်းကဘုံကိုသူ့ကိုယ်မှာပတ်လက်သားဆောင်ကနေတိုင်ကတ်ကြော်ညာဆိုင်မိုးတစ်ခုကိုအတုံးပြူပြီးတော့အောက်ကိုရှော့ချလိုက်ပါတယ်။ဟောလီဝုဒ်တိုင်အရှင်ကန်းနေဇက်တိုက်မြင်ရပြီးတဲ့နောက်မှာသူစနီးစီကိုရောက်သွားပါတယ်။သူတို့နှစ်ယောက်တမီးဖြစ်သူကိုကဲဖို့အတွက်အမြန်မောင်းထွက်သွားပြီးတော့ရှေ့ကပိတ်ဆို့ထားတာမှန်သမျှတိုက်ဖြတ်ပြီးတော့မောင်းနေသွားပါတယ်။တမီးစီကိုရောက်ဖို့ကအဓိကပါပဲ။ကံကောင်းစွာနဲ့ပဲ16စက္ကန့်လိုမှာပဲမိသားစုတွေပြန်ဆုံတွေ့ပြီးတော့ဘုံတွေကိုဖြုတ်လိုက်နိုင်ပါတယ်မိသားစုလိုက်ဘေးကင်းသွားပါပြီ နောက်ဆုံးတော့ဒုံယောင်းကသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ဂျီငုံတင်မောဖြစ်ရဆိုးမှာသူ့ရဲ့အမားအတွက်တရားဝင်တာဝန်ယူကြောင်းကိုပြောကြားခဲ့ပါတယ်။တေဆုံးသွားတဲ့အဖွဲ့သားတွေရဲ့မိသားစုကိုတောင်းပန်လိုက်ပါတယ်။ဒီလိုနဲ့ဒီဇက်ကားလေးကတော့ဇက်သိမ်းသွားပါပြီ။ဟုတ်ကဲ့ဒီလိုမျိုးဇက်လန်းကောင်းလေးတွေဇက်တိုက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ channel ကိုလည်း like and subscribe တွေလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။